တော်တရှင်များမင်္ဂလာပါရှင် KK Refor You Channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမကအစာဖတ်သူခိုင်းပါ။ဒီနေ့ဖတ်ပြဖို့ပေးပို့ခံထားရတဲ့ဝတ္ထုလေးကစာရေးဆရာမောင်တုံညကျောင်းဆရာရဲ့လေတဲ့ဘော်ကစိတ်ကူဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။ကျမနဲ့အတူလိုက်ပါခန်းစားကြရအောင်နော်။ရွာမလူတွေနဲ့ကိုတာထွန်းတို့သည်ဝမ်းရည်အတွက်တနိုင်တစ်ပိုင်းစိုက်ပျိုးနိုင်သောလေမြေရာမြေများကိုပိုင်ဆိုင်ကြ၏။ မိုးရင်းဆိုဖားရှာငားရှာနှင့်စသည့်အလုပ်တို့ကိုလှုပ်ဆောင်ရသည်ဘဝရည်တည်ရေးအတွက်ဝမ်းတထွားကိုခက်ခဲစွာရှာဖွေစားတောက်ရသည်မှာပင်ပန်းတာအမှန်ပင်ဖြစ်၏စိုက်ပြောရေးဟူသည်မြေကြီးကရွှေသီးသည် ဆိုတော်လဲလဲမြေရမြေအနှဲငယ်ရှိသူများအဖို့မှန်းချက်နှင့်နှမ်းတော့မကိုက်ဆိုသလိုတခါတရံအရှုံးပေါ်နေတတ်၏အရှုံးပေါ်တဲ့အခါကိုတာထွန်းတို့မိသားစုမှာစိတ်တော့ကရောက်ရပြန်၏ အမေဒီနေ့လည်းတနေကုန်မဲလားဟဲ့နေမေငါကလကားသွားနေတာမဟုတ်ဘူးကောက်သွားဆိုင်နေတာကိုတာထွန်းကျက်စာတွေလည်းကျွေးအောင်တကယ်တည်းခြေထောက်နာနေတာနဲ့ပဲဘာမှကိုမလုပ်တော့ဘူးပွားစီပွားစီမြည်တွန်တောက်တီးရင်မိမသည် ကောက်ဆိုင်သွားဖို့အတွက်ဟန့်ပြင်းနေ၏အပူခန္ဓာရန်မျက်နာတွင်တဏှာအပြည့်နှင့်အင်းကြီးလက်ရှိဝှစ်ဆင်ထားသည် ခမိန်ကို ရာဘာဖနက်ရှင်နဲ့ကိုက်ညီအောင်တူတူဝိလျံခမောက်ကိုစောင်းထားသောမိမကိုကြည်ကာကိုတာထွန်းဘာမှပြန်မပြောနိုင်ပဲကြက်စာထကြွေးတော်သည်စာဝတ်နေရေးကိုမိမကလက်တလောဥဆောင်နေတာဖြစ်သောကြောင့်စကားပြန်ရန်ဖြစ်မည်ဆိုသဖြင့်ပြန်မပြောတော့ပြီအဖေဘိုင်းစာတယ်ဘိုင်းစာရင်ကိုဘာသာခူးစားအဖေကြက်စာကြွေးနေတယ် ထမင်းခူးပြီးတခွားသည်နှင့်ငပိရေဆန်းစားနေသောတားဖြစ်သူကိုကြည့်ရင်တပြင်းချမိ၏အတိတ်ကံကကိုတာထွန်းတို့ကိုမျက်နှာသာမပေးကိုတာထွန်းမှာလွန်ခဲ့သောလကဆိုင်ကယ်တိုက်ခံရသည်ဆိုင်ကယ်မောင်းသူမှာထွက်ပြေးသွားသဖြင့်ကိုတာထွန်းတရကို့ဆေးဖို့ကို့စရိတ်အကျွေးတင်ကဆေးကုခဲ့ရ၏ခြေထောက်တစ်ဖက် တိတ်မထောက်နိုင်သဖြင့်အလုံးမတွင်ကျဲသောကြောင့်လဲကိုဆက်မလုံနိုင် မိမဖြစ်သူခင်မိမသူများလည်းတွင် နေစားသွားလုံးနေသည်မိမလှုပ်စာထိုင်စားရသော အခါတိမ်ငယ်လာသလိုနှင့်တခါတရံပြစ်တောက်ပြစ်တောက်ပြောဆိုတာကိုခံစားရတော့၏ဟေးတာထွန်းဟေးကဘိုးနိုင်ပါလားလာထိုင်အောင်ရင်းနှွေးချမ်းသာမင်းခြေတော့ကမကောင်းသေးဘူးလားကွာကောင်းတော့မယ်ဒါနဲ့လာရင်ကိစ္စအေးညောင်မင်းကောင်းရွာမှာအခုလဲမြေရမြေတွေလာဝယ်နေကြတာမင်းသိလား ဟေးဟုတ်လားကွာငါမသိဘူးဘယ်သူတွေလာဝယ်နေကြတာတော့တထေးတွေလာဝယ်နေကြတာ ਨੇ တူတယ်ဈေးကောင်းပေးဝယ်တယ်လေညီမအိမ်ဆောက်လို့မရဘူးနော်ဟာတထွန်းရအဲ့ဒါကိုတော့ငါနားလဲပါတယ်လာဝယ်တဲ့လူတွေကမြေတိုင်းစည်ရောင်ခေါ်လာသေးတယ်သူတို့ပြောတာတော့စိုက်ပျိုးရေးအတွက်ပဲလို့ပြောတာပဲဈေးတွေမတန်တဆပေးပြီးဝယ်နေတာမှတအေက30000တောင်ပေးနေတာတဲ့ ။နက်ဖြန်ငါတို့ရွာပဲရောက်တော့မယ်။တတ်ထွန်းရငါတို့တော့ပွားပြီပဲ။တိန်း30ဖျားဖျားဟုတ်ရဲ့လားကွ။မင်းကလည်းအဲ့ထက်တောင်ဈေးရခြင်းရနေမှာ။အေးကွာဝယ်မဲ့လူတွေလာရင်သတင်းလာဖို့အောင်။ငါမှ6လောက်တစ်ဖက်မို့လို့။အေးအေးမနက်ဖြန်လို့တော့ပြောတယ်။မင်းပုံစံခုနှစ်ဆောင်ထား။တိမ်များဖုံးနေသဖြင့်ညကောင်းခင်သည် အမောင်ထူးကကြီးစိုးနေလေ၏ တခါတလေမှသာလကိုတွေ့ရ၏တိမ်ဤဖုံးလွှမ်းမှုကြောင့်လဤအယောင်သည် အလင်းအားမကောင်ခက်မိန်မိန်မိအောင်အောက်တွင်သားမှအိမ်မောကြနေ၏တပတ်နွမ်းဆောင်လေးကိုယူ၍သားအပေါ်တို့ကိုကိုတာထွန်းခြုံပေးလိုက်၏မိမဖြစ်သူနှင့်ကိုတာထွန်းတယောက်အနာကတ်ကို ပုံဖော်စိတ်ကူးယဉ်ကြမိအချိန်မင်ဖြစ်၏ခင်မီငါတို့လေရောက်ပြီးရင်မလုပ်ကြရင်ကောင်းမလဲ ။"အိုးကိုထုံးကလည်းအကို့သဘောခင်မိမှမသိတာ။မနက်ကပြောတော့လေးတန်းမဟုတ်။ကိုတာထုံးလို့မခေါ်ပဲသမီးရေးစားဘွားကခေါ်ခဲ့သည်။ကိုထုံးဆိုသောအတန်ကြောင့်ကိုတာထုံးကိုငဲမူပြန်သွားစေ၏။"ခင်ရဲ့အကိုကအရက်ရောင်းရင်ကောင်းမလားလို့။အိုးကိုထုံးအရက်မရောင်းရဘူး။တော်ကြာကြုတ်ကြဘူးတဲ့။ဗါတဲ့ဟိုအမလေးတဲရင်သူ့ရဘုံကိုရောက်မှာတဲ့။ ခင်ပြောမှကိုထွန်းလဲသဘောပေါက်တယ်။အဲ့ဒီပုံကိုတော့အယောက်မခံနိုင်ဘူး။ကိုတာထွန်းတစ်ချက်စဉ်းစားနေသည်။ခင်ကိုကိုထွန်းတို့အပေါင်ခံစားရင်ကောင်းမလားစဉ်းစားမိတယ်။ကိုထွန်းရဲ့မဖြစ်ဘူး။အဲ့ဒီအပေါင်ခံစားရင်ရွာကလူတွေကပြန်မရွေးရင်ပစ္စည်းတွေတော့ကြံခဲ့ပါရဲ့။ပတ်စံတော့ဆုံးပြီလေ။ကြံခဲ့တဲ့ပစ္စည်းတွေဘယ်သွားရောက်မလဲ။ဟုတ်လို့လားခင်ရဲ့ကိုထွန်းကလည်း ကျုပ်တို့နေတက်ပြီးအင်ကြီးပေါင်းထမိန်ပေါင်းပစ္စည်းတွေသွားပေါင်ကြတယ်။နောက်တော့မရွေးနိုင်လို့စောင်းရော။အဲ့ဒီတယောက်ကြီးမှာပစ္စည်းတွေပေါင်းလို့อืมတယောက်ကြီးခင်ဗျာတနာပါတယ်။မျက်စောင်းထိုးပြီးကိုသားထုံးကိုပြောလိုက်။အင်းဒါဆိုရွာမှာစပားလိုက်ဝယ်ရောင်းလို့ရင်ရောကိုသားထုံးရဲ့ရှင့်မလဲစပားပွဲစားလုပ်မယ်တဲ့ဟုတ်လား။အာနာတက်တဲ့ရှင့်အကျင့်အတွက်အချက်ကမသေးကြဆိုတော့မဖြစ်ပါဘူးတော့။ ရွာကိုလာပြီးစကားပွဲစားလုပ်တယ်။ဟိုဘသူရန်ကုန်ကစကားပွဲစားဆိုရှုံးနေဆိုပြီးခဏခဏညီးနေတာရှင်လဲသိမှာပေါ့။အေးမင်းပြောတာလဲဟုတ်လိမ့်မယ်မဖြစ်ဘူး။အတိုးပေးကိုတာထွန်းရှင်တော်တော့ဒီဘဝမှာမပြောင်မယောင်ဖြစ်ရတဲ့ကြားတယ်နောက်ဘဝရှင်လူဖြစ်မှာမဟုတ်ဘူး။အလင်းရောင်ဖြောတော့တော့ကြားမှာခင်မိမျက်စောင်းတစ်ချက်ထိုးလိုက်တာကိုတွေ့လိုက်ရ၏ ညာစင်းရောက်ကြေးရွာစီမံကိန်းကလည်းငါတို့ကိုအတိုးပေးပြီးပတ်စံချီးတာပဲမဟုတ်လားသူတို့ကြတော့ရောရှင်ဘာမှထပ်မပြောနဲ့သူတို့အတိုးယူရင်သူတို့ဘာသာသူတို့ခံလိုက်မယ်ကြောက်တော့ငရဲကြောက်တယ်တော့ဒါဆိုဘာလို့စားကြမလဲစကားအမှုရွာတွေကနေတဖြည်းဖြည်းကျန်းလာတော့မခင်မိရဲ့ပြောစကားတွေကြောင့်ကိုတာထွန်းဒေါသထွက်ပြီးပြန်ပြောတော့ဤထိုအခါခင်မိမှလေးတန်ပြော့လေးဖြင့် ုထုံးခင်ပြောပြမယ်တိလားခင်တို့ရန်ကုန်သွားပြီးရွှေတကုံဖျားသွားဖူးခြင်းနဲ့နောက်ပြီးဝီကျွေးတော်ပြေဖျားကနာမည်ကြီးတယ်တဲ့အဲ့ဒီမှာသွားပြီးမကောင်းတဲ့ကံတွေကြေပါစေတော့ဆိုပြီးသွားဆူတောင်းကြမယ်လေရွာဦးဖုန်ကြီးเจ้าမှာတားကိုရှင်ပြူပြီးအလူကြီးလဲလှုပ်ရှင်သေးတယ်အားလုံးပြီးမှအလုတ်အကြောင်းစဉ်းစားကြတာပေါ့ကုထုံးရဲ့ဟုတ်လား မခင်မိသည်မိမတို့၏ဝိသေသဖြစ်သောလိုချင်နှစ်လိုပွဲအပြုံမျိုးဖြင့်မျက်လုံးမိခါပြုံးနေတော်၏ကဲဟုတ်ပါပြီတဲ့ဗျာတဧကသိန်း30တဲ့ဘဝတွင်မကန်ရဘူးသောပတ်စံကိုကန်ရမည်မုတ်စီကျော်ဘယ်နာနေလို့နေမှန်းမသိ နှက်ခမ်းအနာနဲ့မတဲဆိုသလိုမနှက်ဖြန်ရွာကို လာမိတထေးများဈေးပိုပေးပါစေလို့ကိုတာထွန်းတယောက်ဆူတောင်းရင်ပျော်ရှင်စွာအိမ်မောကြသွားလေတော့တည်းစာရေးသူရဲ့ဝတ္ထုလေးကဒီမှာပြီးဆုံးပါပြီရှင်စာရေးသူကတောင်သူလယ်သမားတို့ရဲ့ရိုးသားမှုနဲ့ဘဝအခက်ခဲများအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့လေယာဉ်မြေဆုံးရှုံးမှုအန္တရာယ်များကိုဖော်ပြထားပါတယ် ကျမတို့နိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်တော်냐လဲတောင်သူအများစုရဲ့ဘဝတွေသည်ရသည်တလောက်အကျိုးအမြတ်များရှိပဲခက်ခဲနေရပါတယ်တောင်သူများအတွက်စိုက်ပျိုးသည့်နဲ့အထွက်တိုးပြီးစိုက်ပျိုးမြင့်များမဆုံးရှုံးရအောင်အသိပညာရှင်အတတ်ပညာရှင်များကကူညီပေးနိုင်ဖို့မျှော်လင့်မိပါတယ်ရှင်နောက်ထပ်ဘဝတရုပ်ပေါ်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notify bell လေးကိုနှိပ်ခဲကြပါဦးနော်တော်တာရှင်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါ ပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါရစေရှင်ကျေးဇူးတင်ပါတယ်ရှင်